နောက်ဆုံးကြည်စံပဲဗျာအဲ့ကြည်စံကိုသူတို့ထုတ်မသုံးလို့မရတော့ဘူးဒါပေမဲ့အဲ့ကြည်စံကဘာမှဘူးသူတို့နိုင်စရာအကြောင်းလည်းမရှိတော့ဘူးသူတို့လက်မခံရင်လည်းပဲမရတယ်လက်မခံရင်ရတယ်2025မှာပါဖြစ်မလဲ2026ဆက်မှာပါဖြစ်လို့ဆိုသူတို့ကိုသူတို့သိတယ်ကျွန်တော်တို့ပြောစရာမလိုတော့ဘူးအဲ့ဒါရှင်းရှင်းလေးပဲအထူးသဖြင့်သူတို့ရဲ့ mindset တွေသူတို့ရဲ့ဟိုတွေးခေါ်မျှော်မြင်ချက်တွေသူတို့ တခြားလုံးတုံတင်လခံလျားတဲ့ဟာတွေကတစ်ဆက်လေးမှမပြောင်းတဲ့ဟာကိုကိုကမှပြောင်းသလိုပါတော့လုံနေစမ်းကျွန်တော်တို့ဘလို့မှဝေဝါးစရာအကြောင်းမရှိကျွန်တော်တို့ကလုံစရာရှိတာဆက်လုပ်သွားမှာပဲကျွန်တော်တို့တော်လိုင်းဖွဲ့စည်းအားလုံးကလည်းကျွန်တော်တို့နေပြည်တော်မှာပြန်ဆောင်ကြမယ်ဗျာအဲ့ဒါပဲပြောချင်တော့တယ်ဟုတ်ကဲ့ဆရာစောတော်နီးခင်ဗျာအခုနေပြည်တော်မှာပြီးခဲ့တဲ့3ရက်ကျင်းပခဲ့တဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲပေါ့နော် Peace Talk 2025တွေ့ဆုံဆွေးနွေးခြင်းမှဒီငြိမ်းချမ်းရေးစီစဉ်ဆိုပြီးသူတို့ခေါင်းစဉ်နဲ့ဆွေးနွေးတာပေါ့ အဲ့ဒီမှာ네ဘယ်ပေါင်းစုံอ่ะပေါ့နော်အတန်ပေါင်းစုံသူတို့ခေါ်ပြီးဆွေးနွေးကြတယ်နိုင်ငံရေးပါတီတွေနောက် EA ကိုသူတို့နဲ့စကားပြောနေတဲ့အဖွဲ့တွေလည်းပါတယ်နောက်တက်သည့်ပညာရှင်ဂရုတွေဖွဲ့ပြီးဆွေးနွေးတယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာ NSPNC စစ်ကောင်စီကဦးစီးပြီးတော့ဆွေးနွေးတယ်အတိကတော့ဟိုဒုတိယဗိုလ်ချုပ်ကြီးယာပြီးပေါ့သူကဦးစီးပြီးဆွေးနွေးတယ်ဆိုတော့သူ့ရဲ့နောက်ဆုံးနေ့မှာသူပြောကြချက်ကတော်တော်လေးထူးကြပါတယ်ဆိုတော့အဲ့ဒါကပါလဲဆိုတော့ဟိုဆွေးနွေးတဲ့နေရာမှာသူတို့ဘက်ကတော့ဘာမှ precondition မထားဘူးပေါ့ဆွေးနွေးလို့ရတယ် ဒါပေမဲ့တစ်ဖက်ကတဲ့ဟိုတက်မတော်နိုင်ငံကြီးကထွက်ရမယ်ပြောတယ်။နောက်တက်မတော်ဖြစ်ရမယ်။နောက်ယာယီဆိုးကဖွဲ့ရမယ်။အဲ့ဒီလိုတွေမှဆွေးနွေးမယ်ဆိုတော့ဒါဆွေးနွေးဖို့ကတော့မဖြစ်နိုင်ဘူးလို့သူပြောတယ်။ဒါပေမဲ့ထူးခြားတာကသူဆက်ပြောတာကဒါပေမဲ့အဲ့ဒီတောင်းဆိုချက်တွေ pre condition တွေတစ်ဖက်က pre condition တွေကိုလာဆွေးနွေးအဲ့ဆိုသူတို့ဆွေးနွေးပေးမယ်။စစ်တပ်ကထွက်မယ်ဆိုတဲ့ကိစ္စလည်းလာဆွေးနွေးပေါ့။အဲ့သူကအဲ့လိုမျိုးပြောလိုက်တယ်။ပြောလိုက်ပြီးနောက်ကျွန်တော်ထပ်သိရတာကဆွေးနွေးတဲ့နေရာမှာလဲသူတို့ကနေပြီးတော့မှမဟုတ်ဘူး။တခြားဘယ်နိုင်ငံမှမဆို ွန်းလေးကိုသူတို့အစင်သိရှိနေဆိုတော့လေကျွန်တော်သိရတယ်ဆိုတော့ဒါကတော်တော်လေးထူးခြားနေတယ်ပေါ့ဆိုတော့စစ်ကောင်စီကအဲ့လိုထုတ်ပြောလိုက်တဲ့အနေအထားကသူတို့ဘက်အခြေအနေအခြေအနေကမဖြစ်မနေစွန်းရတော့မှအနေထားလားဒါမို့တကယ်အပြောင်းလဲကိုလှုပ်ချင်နေလားနောက်မို့သူတို့ဘက်ကတော်တော်လေးအလျှော့ပေးလာနိုင်တော့မှအခြေအနေမျိုးလားဒါသုံးသက်စရာအများကြီးရဲ့အဲ့တော့သူတို့ဘက်အခြေအနေကိုဆရာအနေနဲ့ဘယ်လိုမျိုးမြင်လဲအရင်ဆုံးသုံးသက်ပေးစီလိုပါလိမ့်မယ်ကျွန်တော်အနေနဲ့ကတော့တမရတွေကထူးတယ်ထူးတယ်လို့ပြောရစင်မယ်ကျွန်တော်ကြည့်ရတာဘာမှမထူးဘူးပြ တို့ပုံစံကတော့အရင်အတိုင်းပဲဘာဖြစ်လို့ဆိုတော့အကြက်တဲတစ်ခုခုတွေ့လာပြီးဆိုတော့အဲ့လိုပုံစံဆိုပုံမျိုးနဲ့ပဲပြန်မယ်ချိုးချိုးနာပဲလေ ဟိုအထူးသဖြင့်အာနာသိမ်းပြီးတဲ့နောက်ပိုင်းမှာဆိုအဲ့ဒါအကြတဲပေါင်းဆောင်ရင်ဆိုင်နေရတဲ့ကာလကသူတို့အဲ့ဒီကာလတွေပဲဖြတ်ကျော်နေရတာပဲအဲ့ဒါမျိုးဆိုသူတို့ကိုကိုလှုပ်တော့မယ်အထူးသဖြင့်လူလူမျက်စိမောက်အောင်တခါတည်းဟိုမျက်လက်ပြတဲ့ဟာလူမျိုးတွေအများကြီးလှုပ်တာတယ်88တောင်းဆိုကျွန်တော်တို့လူငယ်ဘဝနဲ့ចောင်းသားဘဝနဲ့အဲ့ဒါတွေကြုံခဲ့ရတာပဲဗျာနောက်ဟိုလိုလိုဒီလိုလိုနဲ့ယူကောက်ပွဲထားလို့ပြီးတော့နောက်ဆိုဘာမှလည်းမဟုတ်ဘူးအဲ့ဒါကာတဲ့လူတွေကအဲ့ဒီဟုတ်နော်ဟုတ်နော်လောက်နာကိုအဲ့ဒီတော့အကြတဲနဲ့အခုဒီကနေ့2021ပြည်တဲ့နောက်ပိုင်း သူတို့ကြုံတွေ့နေတာအကြက်တရားဘာမှမဆိုင်တော့ဘူး။အခုကပြဿနာကငယ်မြေဆုံးရှုံးတာ။အဲ့ဒီငယ်မြေဆုံးရှုံးကဘလို့မှသူတို့ခြေမကင်ပြီးလက်မကင်ပြီးဘလို့မှတိုက်ခါဆယ်လို့ပြတော့ဘူး။ရှစ်တန်းမှရှိတဲ့သူတို့တက်တရားတစ်ခုပဲရှိတယ်။သူတို့လည်းမချဘူး။ ဆိုရင်တော့ပါပဲသူသွားမေးကြည့်ခင်ဗျအတိတ်ကအဲ့တိတ်ခါဆိုတော့တော့ဘာစားလို့မရတဲ့ဟာကြီးอ่ะအခုကသူတို့အဲ့ဒါကြမသေးမချင်းအကုန်လုံးကင်ထားမဲ့ဟာတွေသူတို့ဟိုအပေါ်ဆုံးအောက်ဆုံးအထိအဲ့တော့မို့သူပြောနေတဲ့ဟာတွေကျွန်တော်တို့နားထဲမှာလုံးဝဝင်လို့ရတော့ဘူးကြာအဲ့ဒါဘာမလဲဆိုတော့ကျွန်တော်တို့ကန်းကုန်ပြီရှင်းပြောရရင်ကန်းကုန်ပြီနော်ငင်းငင်းဖြစ်စင်တော့ကလည်းကျွန်တော်တို့ကိုယ်တိုင်ပါဝင်ခဲ့တယ်သူတို့လည်းမျက်နှာချင်းဆိုင်ပြီးတော့စကားပြောနေတယ်ဒီလူတွေကအထူးသဖြင့်သူတို့ရဲ့ mindset တွေသူတို့ရဲ့ဟိုတွေးခေါ်မျှော်မြင်ချက်တွေသူတို့ 这小龙洞洞那坑凉的吓人，这这里慢慢飘的下午，古嘛飘的路把老年生，就是那不老嘛威华些，叫我们就就那路老些些些老多嘛呗。我们那时候哎呀，那不什么节目，土里阿节目，啊 <noise>，古都看苏罗哩，哎，好比哎，昨天西干打麻将的阿斗，对路嘛飘苏梅，就是那看东西的哩，哎，西干打麻将老多嘞，我们那那个那个苏巴黎厂苏哎呀，那看的我。 ချက်တွေရွတ်တယ်လို့ကျွန်တော်တို့ခေါင်းထဲမှာလဲဆွဲနေဘာမှပြောစရာမလိုဘူးသူတို့မပြောဘူးဆိုတာပြောသူတို့စိတ်ထဲမှာအများအားအဲ့ဒီတေးထားတယ်စကားပြောကြည့်ရတယ်အဲ့ဒါပဲထွက်ထွက်လာကျွန်တော်ဘလုံးမရှုံလို့မရဘူးအကိုကပဲငိမ့်ငိမ့်စကားပြောရဲပါးစားငိမ့်ငိမ့်တစ်ခွားခွားခွားပြောအဲ့ငိမ့်ငိမ့်စကားတော့မဆုံးဘူးမှာသွားပြီးတော့ဘုံကြီးကတပ်ဖြတ်တာလူလူရောတန်ဃာလူရောဘာမှမရှောင်ဘူးအဲ့ဒါရေဘလုံးကယုံတော့မလဲရဒီဒီနေထားမျိုးอ่ะအဲ့ရမလို့ကျွန်တော်ပြောချင်တာကအကိုကတော့ကျွန်တော်တို့ကထားတယ်အဲ့သုံးချက်ရှင်းရှင်းလေးပဲနိုင်ငံရေးအထွက်နိုင်ငံရေးအထွက်တယ်ဆိုရင်နိုင်ငံရေးတစ်ခုလည်းမဟုတ်ဘူး နော်အုတ်ထုတ်ရေးရောကြီးပွားရေးရောဘယ်ခဏမဆိုဝင်လျှောက်ထားအကောင်လုံးထွက်နောက်တော့ဖွဲ့စည်းပုံချေခံဥပဒေဖြစ်ဖြစ်ရမယ်ကျွန်တော်တို့ Federal Democracy ကိုလက်ခံပြီးရင်နောက်ဆုံးတစ်ချက်ဖြစ်တဲ့အသွင်ကူပြောင်းရေးကာလတလှမ်းတရားမျှတမှုဆိုရသူတို့ကျွလွန်ခဲ့တဲ့မျိုးကိုတောင်းခံရမယ်အခုသူတို့ပြောနေတဲ့ဆွေးနွေးမယ်ဆွေးနွေးမယ်ဆိုတာဟာသူတို့ဆွေးနွေးမယ်ဆိုရင်လည်းကျွန်တော်တို့ကအဲ့ဒီစစ်တမ်းရောင်းကိုပြန်ပြီးတော့စစ်စစ်တပ်ကိုအသွင်ပြောင်းမဲ့ဟောက်ကျွန်တော်ဆွေးနွေးမယ်ဆိုပေမဲ့အဲ့ဒီမဆွေးနွေးခင်ကတည်းကအဲ့ဒီကျွန်တော်ပြောရတဲ့အချက်သူတို့လက်ခံရမယ်ဗျာ လက်မခံနဲ့ကျွန်တော်တို့ဆွေးနွေးလို့ပဲစင်ပြူသူတို့ပြောတဲ့ဟာကအဖြေကပေါ်နေပြီလေဒီဥစားဘုံတော့ကြိုတင်စီကန်တတ်မှတ်ချက်ဆိုရင်တော့ဘလို့မှမဖြစ်နိုင်ဘူးပေါ့နော်ကဲမဖြစ်ကဲကဲမဖြစ်နိုင်ဆိုပြီးတော့နောက်တစ်ခါပါပြောသေးလဲကဲမဖြစ်နိုင်ဆိုပြီးမဲ့လို့ဆွေးနွေးမယ်ဆိုသူတို့ပြောတဲ့စကားအဖြေကပေါ်နေပြီလေမဖြစ်နိုင်တဲ့ဟာသွားဆွေးနွေးမယ်ဆိုကျွန်တော်တို့လည်းသိတယ်ဘာမှမဖြစ်နိုင်တော့ဘူးအဲကျွန်တော်ဖြစ်နိုင်တဲ့ဟာကိုကျွန်တော်လှုပ်ရှားရှိတာကျွန်တော်ဆက်လုပ်သွားမယ်နိုင်ငံရေးရောစစ်ရေးရောတန်တမန်နည်းရေးရောစီးပွားရေးပိတ်ဆို့မှုလူလူလှုပ်ရှားမှုပြန်အကုန်လုံးကျွန်တော်ဆက်လုပ်သွားမှာပဲဒီအချိန်ဒီကာလမှာ ဘာမှဟိုရှိရှိဝေပြောနေကြမလဲသူတို့လောက်ရတွေကတက်တည်ပြနေတာဘာမှယုံကြည်ကြအကြောင်းမရှိတော့ဟုတ်ပြီဆရာဆရာကနေပြောတဲ့အတိုင်းမှာသူတို့အခြေအနေကဒီ2021အာနာသိမ်းပြီးနောက်ပိုင်းအခုဆိုနေမီတွေစွန့်လွှတ်တာတော်တော်များလာပြီအကျက်တဲကတော်တော်ကြီးလာပြီတော်တော်မဟုတ်ဘူးတော်တော်ကြီးလာပြီအဲ့အတွက်မဖြစ်မနေသူတို့အလျှော့ပေးဆွနေရတော့မယ်အနေထားမျိုးလို့သုံးသပ်ရောရနိုင်မှာကျွန်တော်တို့ကအဲ့ဒါရှိရှိဝေဝေမပြောချင်ဘူးအဲ့ဒါအဲ့ဒီအပိုင်းကသူတို့အပိုင်းသူတို့လောက်ရမယ့်အပိုင်း ဒါပေမဲ့ကျွန်တော်တို့ဟိုအခြေခံကြက်ကြကျွန်တော်ပြောရမယ်ဆိုတော့ကျွန်တော်တို့ပြောပြောနေတဲ့စစ်တပ်နိုင်ငံရင်စုခွာရမယ်ဆိုတာတိတ်ချက်ကနိုင်ငံရေးအာဏာပအဝင်ချောင်းအာမခံချက်ပေးရမယ်အဲ့ဒါနော်ဒုတိယတစ်ချက်ကအယသာထိန်းချုပ်မှု civilian control over military ဒါမှမဟုတ် civilian supremacy ဆိုတာသူတို့လက်ခံရမယ်နောက်တစ်ချက်ကအာဏာသုံးရဖြစ်တဲ့အောက်ချိုရေးအာဏာဥပဒေပြုရေးအာဏာတရားစီရင်ရေးအာဏာကိုအဲ့ဒီအာဏာအားလုံးကိုရွေးကောက်ခံဆိုရလက်ထဲမှာပဲရှိရမယ်ဆိုတာရှင်းရှင်းလေးရဲ့နော် နောက်တစ်ချက်ကစစ်တနိုင်ငံရေးရနဲ့စီးပွားရေးရနဲ့လူမျိုးရေးအကောင်လုံးဆက်ဖက်နေတဲ့ဟာအလုံးဆောက်ခွာပြီးတော့အဲ့ဒီလုံမဲ့ဟာကိုတခါတည်းဥပဒေတရားပြတ်တမ်းတော့အကောင်လုံးဖျက်သိမ်းပြရမယ်နော်စစ်တဟာနိုင်ငံရေးရနဲ့စီးပွားရေးခွဲထုတ်နိုင်ဖို့အတွက်စစ်တအခမ်းအနားကိုဒီမိုကရေစီစံနှုန်းနဲ့အညီကျွန်တော်တို့အသွင်ပြောင်းရမယ်အဲ့ဒါကိုသူတို့လက်ခံမယ်ပြပရန်ကံကွယ်ကာကွယ်ရေးတို့နော်နောက်ပြီးတော့တဘောကဘေးအန္တရာယ်ကြောက်နေတဲ့ဟာကိုစစ်တကိုသုံးမယ်ဆိုရင်လည်းဒါကလည်းကျွန်တော်တို့တရားဥပဒေပြန်နိုင်ပြီးတော့သူတို့သုံးပွင့်ပေးမှာအထူးသဖြင့်စစ်တကိုသုံးမယ်နေရာမှာဆိုဒါကကျွန်တော်တို့ဥစားဒီ ဟိုအကြင်ကြင်ခါခါနာပြီးသားဆိုတော့ကျွန်တော်တို့ကောင်းကောင်းမှတ်တယ်ဗျနော်အစိုးရအဖွဲ့မှာပါဝင်တဲ့စစ်အရာရှိတွေနေရာမှာအရသားကျွန်းကျင်သူတွေအစားထိုးရေးနော်စီဝိုင်းလောက်ပိုင်ခွေရှစ်ပြောက်ကျွန်တော်တို့ကလုံးပိုက်ပြီးတော့ဥတည်ပြတန်းတော့မယ်နော်အဲ့ဒါကိုသူတို့လက်ခံရမယ်စစ်တပ်စီဝိုင်းအာလုံးပုတ်ကလေးကစီဝိုင်းလုပ်ငန်းတို့လွှဲလွှဲပြောင်းပေးရမယ်ကဲအဲ့ဒါအခြေခံချက်ပဲရှိသေးတယ်အဲ့ဒါသူတို့လက်ခံရင်ကျွန်တော်စကားပြောမယ်ဆယ်လသူတို့လက်မခံမနဲ့ဟိုလိုလိုရောအချိန်ဆွဲရင်တော့ကျွန်တော်လှုပ်ရမှာရှိဘူးတိုင်းပြန်နာနေပြီကျွန်တော်လှုပ်ရရှိတာဆက်လှုပ်သွားရမယ် ခမဟို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 တကွေးကွေးလိုက်တာနဲ့တခါတည်း1.20လောက်ကြာသွားတာဟိုတကွေးကွေးလိုက်တာနဲ့1.30လောက်ကြာသွားတဲ့ဟာကျွန်တော်တို့ခံအောင်ပေါများပြီးကျွန်တော်တို့လုံးဝမခံတော့ဒီကောင်ဟုတ်ပြီဆရာတို့အတွေ့အကြုံရယုံကြည်နိုင်စရာမရှိဘူးပေါ့နော်အဲ့တော့သူတို့ကတော့ pre condition မထားပဲစိုးနေမဲ့အခြေအနေကိုထုတ်ထုတ်ပြောလိုက်ပြီအဲ့တော့ဆရာတို့ ਨੇ သဘောထားကတော့ pre condition နဲ့ပဲယတိပဲဒီတိုင်းပဲဆက်သွားမယ်ဆိုတဲ့သဘောထားလားဆရာတို့ကတော့ကျွန်တော်တို့ကရှင်းရှင်းလေးရအဲ့ဒါကြီးကအတွေ့အကြုံရဖြစ်ပေါ်လာတဲ့ဟာ န်စီလည်းမထိုးပြီးတော့နိုင်ငံရေးပြဿနာကိုနိုင်ငံရေးဖြစ်ရှင်တဲ့နီးနဲ့ကျွန်တော်သီးခံပြီးတော့နှစ်ပေါင်းအခု2015 2020အတွင်းမှာကျွန်တော်တို့အကြိမ်ပေါင်းမြောက်မြောက်ကြတို့ထိတ်တိုက်စကားပြောတော့ဘာတခုံးမှကိုပြောင်းလဲတာမရှိဘူးအဲတစ်ချိန်လုံးဆွေးနွေးဖို့ဆွေးနွေးဘက်ကိုတို့လူလိုသူလိုသတ်မသတ်မှောက်ဘူးပြခါရတူတို့ကျုံလို့ပဲသဘောထားတယ်အဲ့ဒီအတွေးခေါ်မျိုးများခုတည်းကမပြောက်ဘူးအဲ့ဒါတွေကကျွန်တော်တို့ဘလို့မှဟိုဆက်ပြီးတော့သီးခံလို့မရတော့ဘူးအဲ့ဒါကြောင့်မလို့ဘာဖြစ်ဖြစ်တို့ပြောတဲ့ဟာတခုမှလည်းဟိုအသက်ပြပြလို့ မရတော့ဘူး public ဆိုတော့သူတို့ပြောရင်ပြောရရင်တခါတည်းလူသတ်တန်တာပဲအဆုံးသတ်သွားတယ်ဒါကြီးကဘလို့မှခွင့်လွှတ်နိုင်စရာကြောင်းမဟုတ်အဲ့လိုမျိုးကျွန်တော်နောက်ဆုံးချက်ဖြစ်တဲ့အဲ့ဒီအသွင်ကူးပြောင်းရေးကာလတရားမျှတမှုဆိုတဲ့ဟာကိုသူတို့လက်မခံမချင်းဘာမှသွားဆွေးနွေးစရာအတိတ်တွေမရှိဘူးအဲ့ဒါကြီးကဟုတ်ကဲ့အခုနေပြည်တော်မှာလှုပ်တဲ့ဆွေးနွေးမှုကတော့သူတို့စစ်တပ်တည်တံ့မဟုတ်ဘူးနိုင်ငံရေးပါတီတွေနဲ့လည်းမဟုတ်ဘူးအားလုံးနေပယ်ပေါင်းစုံပေါ့နော်သူတို့ကတိုင်းပြည်ကိုအပြေပြန်ရှာမဲ့ပုံစံပေါ့အခုတွေ့ရတာဆိုတဲ့အခါကျတော့ဆက်ပြီးလဲသူတို့ဓာတ်တွေလှုပ်ပြီးတော့ကမ်းလမ်းမာတွေရှိကောင်းရှိနိုင်တယ် ဲ့တော့ဆရာတို့ဘက်ကဦးဆရာတော့ပြောရေးဆိုခွင့်တူဦးနေနဲ့ဆရာတို့ရဲ့ဟိုအဖွဲ့စည်းရဲ့သဘောထားကိုပြောပြီးတယ်ဆရာတို့အဖွဲ့စည်းကြားမှာပေါ့အနေဆုံးစင်ကြီးစီကြားမှာဒီအခုနေပြီးတော့မှပြောင်းလဲမှုတွေပြောဆိုချက်တွေပေါ်မှာပြန်ပြီးဝိုင်းစင်းစားဖို့ဆွေးနွေးဖို့ရောရှိလာနိုင်လားဆရာဒါတွေကကျွန်တော်တောက်လျှောက်တွေကျွန်တော်တို့ဟိုဟိုအတွင်းစီထဲမှာအများအားပြောနေတဲ့ကိစ္စပဲဖြစ်တယ်အထူးသဖြင့်စစ်တပ်နဲ့ပတ်သက်ပြီးရှစ်အနာဂတ်ကာလမှာမလုပ်မလဲဆိုတာ ကျွန်တော်သိရှိရှိဝေပြောစရာမရှိတော့ဘူးဒါဒီအချက်တရားဒါအခြေခံအချက်ပဲရှိသေးတယ်။နောက်ကြံတဲ့အချက်တရားအသေးစိတ်ဆွေးနွေးရမယ့်အချက်တွေဖြစ်တယ်။ဆိုလိုတာကစစ်တပ်အကုန်လုံးလက်ခံပြီးနိုင်ငံရေးထွက်လဲထွက်ရမယ်။ဖွဲ့စည်းပုံအခြေခံဥပဒေသိရလဲလက်ခံလဲရမယ်။ဆိုလိုတာက Federal Democracy ကိုဥတီတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေသိကိုလက်ခံရမယ်။နောက်တော့အသွင်ကူးမြောင်းတရားမျှတမှုရှိသူတို့ကျွလွန်များကိုသူတို့အကုန်လုံးတန်ဝန်ခံမယ်။အဲ့ဒါကိုလက်ခံပြီးတဲ့နောက်မှာမှဒါတွေစဉ်းစားမှာဗျ။ ဓာရီကိုတေချာဆွင်းနေမှာဗျအဲ့ဒါကိုကလပ်မခံမနဲ့ဟိုလိုလိုဒီလိုလိုနဲ့အချိန်ဆွဲပြီးတော့ဟို80ရေတုန်းကတခါ1990ရာတခါအဲ့ဒီကဆွဲထလာတဲ့နှစ်ပေါင်း20 30ရာကြာသွားတကွေ့အဲ့လိုဂွေမျိုးတော့ကျွန်တော်လုံးဝဖြစ်မခံတော့ဘူးဗျโอเคအဲ့တော့ precondition ရဆိုဟိုဗိုလ်ချုပ်ရပြီပြောတာတော့ဒါကတော့စိုးနေဖို့မဖြစ်နိုင်ဘူးဆိုတော့ဒီ backlog ကြီးကဘယ်လောက်ထိကြာကြာသွားသွားနိုင်မယ့်အနေအထားဖြစ်နေမလဲဆရာတို့ဘက်ကဘယ်လောက်ထိသူတို့လက်ခံတာကိုလုပ်နိုင်မယ့်အနေအထားရှိလဲ ကျွန်တော်တို့ကရှင်းရှင်းလေးပဲအဲ့ dead lock ပါလဲဆိုတော့ကျွန်တော်တို့ကဒီစစ်ရေးတစ်ခုနဲ့လည်းမဟုတ်ဘူးစစ်ရေးတစ်ခုနဲ့လည်းအဖြေမဟုတ်ဘူးနိုင်ငံရေးရရောတန်တမန်ရေးရရောစီးပွားရေးပိတ်ဆို့မှုရောလူထုလှုပ်ရှားမှုအကောင်လုံးကကျွန်တော်တို့ဟန်ချက်ရင်နဲ့ဆက်လုပ်သွားမှဖြစ်တယ်ကျွန်တော်တို့ပြောတဲ့ဟာအစတုန်းကတော့လူတွေကရည်စရာလို့ထင်နေဆိုပေမဲ့အဲ့ဒီ2021နောက်ပိုင်း3နှစ်နှစ်အတွင်းမှာသူတို့လုံးဝလက်မခံနိုင်တဲ့ဟာတစ်ခုကအကောင်လုံးအကောင်လုံးတက္ကပါလုံးကပြန်လက်ခံနေရတဲ့အနေထားရောက်သွားပြီသူတို့နိုင်စရာအကြောင်းလည်းမရှိတော့ဘူး ဘာဖြစ်လဲဆိုတော့ဆုံးရှုံးထားတဲ့နယ်မြေတွေအခုကမနှဲတော့ဘူးမြို့ပေါင်း100လောက်ရှိတယ်အဲ့ဒီကျယ်ပြန့်တဲ့နယ်မြေတစ်ခုလုံးမှာလေသူတို့ဒေနေရမှာအခုတည်င်းနားထောင်လိုက်နေ့တိုင်းနေ့တိုင်းသူတို့တပ်စခန်းပင်တစ်ခုပြန်သိမ်းလို့ရတခုမှပြန်သိမ်းလို့မရဘူးအဲ့လောက်ဖြစ်နေတဲ့အခြေအနေမြို့မှာကိုကရှင်းရှင်းပြောရရင်ဗျာသူတို့အခြေအနေသူတို့ကောင်းကောင်းသိပြီလေအဲ့ဒါကြောင့်မလို့ဒီလိုပဲဒီလုံးဝိုင်းဝန်းအပိတ်ဆုတ်မခံရရေးအတွက်ဘယ်နေရာကနေလမ်းကြောင်းဖောက်ပြီးတော့ထွက်ရမလဲဆိုတော့အဲ့ဒါပဲသူတို့ကြည်နေတာဗျရှင်းရှင်းပြောရရင်ကျွန်တော်တို့ကရှင်းရှင်းလေးကိုသိနေပြီသူတို့ဘာလုပ်မယ်ဆိုတော့ အာဟိုအထဲမှာဥပင်တစ်ခွေရှိလို့ဆိုတော့ကျွန်တော်ကောင်းသီးတဲ့ပုံမှာကတော့ဒီတစ်ခါတော့လုံးဝအလိမ်မခံရဘူးရေရွာကျွန်တော်ဒါပဲလှုပ်တော့မယ်ဗျပုတ်ပြီဆရာအဲ့တော့ဆရာကကနပြောသလိုတိုင်းပြရတော်တော်နာနေပြီကကစက်တက်ကလုံးဝနောက်ဆိုးရမယ်ပေါ့နော်ဆရာတို့ကလည်းပြရဆက်ပြီးမယ်အဲ့တော့ဒီအရွေးအတွက်ကိုဆရာတို့အချိန်တိုင်းတာရဘယ်လောက်ထိတတ်မှတ်ထားလဲဘယ်အချိန်မှာတော့အပြီးလုံးနိုင်မယ်လို့အဲ့လိုရောလူလူအတွက်ပြောနိုင်မလား ကျွန်တော်ပြောလို့မရဘူးဗျဒါပေမဲ့ကျွန်တော်မပြောဘူးသူတို့ပြောနေပြီသူတို့ပြောနေတဲ့အခုကရွေးကောက်ပွဲ2025အကုန်မှာလုပ်မယ်2026အစမှာလုပ်မယ်ဆိုတော့သူတို့ကသူတို့သိနေပြီအဲ့ခိအဲ့ဒါထက်ပိုပြီးတော့သူတို့အသက်တမ်းမရှိနိုင်တော့ဘူးဆိုတော့ကျွန်တော်အဲ့ဒါမြင်နေရပြီအဲ့ကြောင့်မလို့သူတို့အဲ့လိုခဏခဏထွက်ပြောလာတာ ်အရင်တော့ဓာညုံးဆိုလုံးဝမရှိဘူးအခုဆိုသူတို့ကိုသူတို့သိလို့သာအဲ့လိုမလောက်ချင်နေတဲ့ဟာတို့ကိုသူတို့လှုပ်ရတော့မယ်ဆိုတာသူတို့နောက်ဆုံးကြည်စံပဲဗျာအဲ့ကြည်စံကိုသူတို့ထုတ်မသုံးလို့မရတော့ဘူးဒါပေမဲ့အဲ့ကြည်စံကဘာမှဘူးပေါက်လည်းမပေါက်တဲ့ကြည်စံတတောက်ဖြစ်သွားပြီဆိုတာကျွန်တော်သိချာပြောရဲဟုတ်ဗျာဟုတ်ပြီဆရာအဲ့တော့နောက်ဆုံးအနေနဲ့ဟိုကျုပ်ရာပြေးကသူ့ရဲ့ message ပေါ့နော်စစ်တပ်ကနိုင်ငံရေးကထွက်ရမယ်ဆိုတဲ့ precondition ကိုလာဆိုးနေပါဆိုတဲ့သူ့ရဲ့ပြောဆိုချက်ပေါ်မှာ ဆရာအနေနဲ့သူ့ဘုံမှာတရားဝင်ခုခုပြန်ပြီးတော့သတင်းစကားပြန်ပြီးသူ့ပြောမယ်ဆိုရင်နောက်ဆုံးအနေနဲ့ပါပြောပေးမယ်ဗျရှင်းရှင်းပြောရမယ်ဗျအဲ့လိုမျိုးဆွေးနွေးစီချင်တာရှင်းရှင်းသူတို့လောက်ရမယ်ဟာကစစ်တပ်ကနိုင်ငံရေးထွက်ရမယ်စစ်တပ်ကဖွဲ့စည်းပုံခြေကဥပဒေသစ်ကိုလက်ခံရမယ်ဆိုတဲ့ချက်စစ်တပ်ကသူကျွလွန်ခဲ့တဲ့များကိုတိုင်ဝန်ခံရမယ်ဆိုတဲ့ချက်ကိုပထမဦးဆုံးသူတို့လောက်မှသာကျွန်တော်ဆွေးနွေးမယ်အဲ့ဒီအချက်ကိုလုံးဝမပြောဘဲနဲ့တော့ကျွန်တော်တို့ ဘူးမတိပမ်မတိဟိုရင်တော့လို့ရှော့တော့သွားဆွေးနေမဲ့ချိန်ကုန်ခံလေးခံကုန်ခံနဲ့သွားဘလို့အလုံးဖြစ်တော့ဘူးအဲ့တော့ကျွန်တော်တို့လက်မခံရင်လည်းပဲမရတယ်လက်မခံရင်ရတယ်2025မှာပါဖြစ်မလဲ2026အစမှာပါဖြစ်လို့ဆိုတော့တို့ကိုတို့သိတယ်ကျွန်တော်တို့ပြောကြမလို့တော့ဘူးအဲ့ဒါရှင်းရှင်းလေးပဲဟုတ်ကဲ့ဆရာစတော်နီကျေးဇူးတင်ပါတယ်နေပြီးတော့မှာဗိုလ်ချုပ်ရပြီပြောတဲ့သတင်းစကားပေါ်မှာအခုလို့ပြန်ပြီးတော့ကျားရုရဲ့သဘောထားကိုရှင်းရှင်းလင်းလင်းပြောကြပေးတဲ့အတွက်ကျေးဇူးတူးတင်ပါတယ်ဆရာ ဟုတ်ကဲ့ခင်ဗျာကျွန်တော်တို့တော်လိုင်းဖွဲ့စည်းအားလုံးကလည်းကျွန်တော်တို့နေပြည်တော်မှာပြန်ဆောင်ကြမယ်ဗျာအဲ့ဒါပဲပြောချင်တော့တယ်တော်လိုင်းဖွဲ့အစည်းအားလုံးနေပြည်တော်မှာဆုံမယ်ဆိုတာနေပြည်တော်ကျွန်တော်တို့အကုန်လုံးရိုက်ချိုးပလိုက်ပြီးတော့ကျွန်တော်တို့အဲ့ဒီမှာတွားပြီးတော့အကုန်လုံးဆုံကြမယ်ဟုဆိုပြောတာသူတခင်ကျွန်တော်တို့တော်လိုင်းဖွဲ့စည်းစစ်ကောင်စီအရအဲ့မှာပြိုပြက်သွားမှတေချာသွားတယ်2025 2026ဘလို့မှမဟုတ်သူတို့ကိုသူတို့တိလို့တာသူတို့ခဏခဏအဲ့ဒါကိုထုတ်ပြောနေတာရုပ်ကွက်ပညာလျှောက်လုံနေတာဟုတ်ကဲ့ပါဗျာ